အားလုံးပဲမင်္ဂလာပါအာစီတုတ္တဆုံးယတ္တဆုံး channel မှာပြန်လည်ကြိုဆိုပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆ iam မကျူးရဲ့ကြာတော့ဒီလဲမောင်စကားဝိတုကိုအပိုင်းရှိအနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားစင်ခံစားပေးကြပါအောင်ရှင်ကြာတော့ဒီလဲမောင်စကားအပိုင်းရှိအခန်းနှစ် 1989ခုနှစ်မေလတွင် တင်တင်စောတတရ MP တို့ရောက်၏တင်တင်စောသည်စေယုံတို့စတင်တင်ကြားရသည့်ပထမပတ်မှာပင်မူလဲခဲ့၏ထိုနေ့ကအိယာထနောက်ကျသဖြင့်မနက်ကော်ဖီနှင့်စမူစာကိုထမင်းစားခန်းသို့သွား၍မစားနိုင်ခဲ့ကြီခွဲစေယုံနှစ်ယောက်တော့ဆရာကကိုလိုစတိုမီသင်ခန်းစာကိုလူနာဆောင်ထဲတွင်တင်သည်ဆရာကမတ်တက်ရက်ပြီးចောင်းသားများကလည်းမတ်တက်ရက်လျက် မှတ်စုစာအုပ်ထဲတွင်လိုက်ရေးမှတ်ရလေသည် လူနာမှာစအုပ်အထက်ပိုင်းကင်စာယောဂါဖြစ်သည်စအုပ်တစ်ခုလုံးဖြတ်ပစ်ပြီးဥမာကြီးအောက်ပိုင်းကိုဝမ်းပိုက်အပြင်သို့အကွေလိုက်ထုတ်၍ပလတ်စတစ်အိတ်ဖြင့်ဆွလျက်အညစ်အကြေးစွန့်ရသူဖြစ်သည်တင်းတင်းစော်တို့အဖွဲသားအားလုံးကိုလိုစတောမီအားစုပြုံဝိုင်းကြည့်ကြသည်ဒီမြတန့်ရှင်းလက်ဆက်သောဥကို သူမတစ်ခါမှမမြင်ဘူးချေဥမာအကွေလိုက်အရေးစွတ်ဆိုလျက်နီးရဲနေသည် ဇော့စိတ်အတင်အနှဲငယ်ပင်လှုပ်လာသလိုရှိ၏ကြည်ရင်ကြည်ရင်သူမမူးဝေလျက်အမြင်အာယုံပြသွားသည် သူမရန်ကနေဖြစ်သွားသည်ကိုဆရာကမြင်သွား၏ဘာဖြစ်လဲမူးတလားထို့နောက်ဆရာကအလုတ်တင်ဆရာဝန်အိတ်ခန်းသို့ခေါ်သွားစီ၏ယူပွေးသောအိတ်ရခင်းခင်းထသည်ဂရင်ပေါ်လှဲ့အိတ်ခိုင်း၏ဇော့ကိုတွေးခုံတော့ဆန်းကြည့်ပြီးဘေးကမှန်တကားကို သူကိုယ်တိုင်ဖွင့်လေသည် ထို့နောက်မျက်နှာချက်ပံကားကိုဖွင့်လိုက်သည် ဆရာဦးခင်မောင်ညွန့်နဲ့ဆရာဦးဟန်စောအထဲဝင်လာကြတော့အခါသူမကို တွေးဖီအားတိုင်ခိုင်း၏ထို့နောက်ဂရင်ချင်းရင်ကိုမြင့်ခိုင်းပြန်သည် ခဏကြာတော့သူမတက်တာသွားပြီးအန်ကျင်စိတ်လဲပျောက်သွားသည်သို့တော့ဆရာကြီးဦးအောင်ညွန့်ကအခန်းထဲဝင်လာပြီး900လုံးဂလူးကို့စ်ပလင်းကြီးတွေးကြောမှတွင်ပေးရန်အမိန့်ပေးသည်ထိုနေ့ကနှစ်နာရီကြာအောင်တင်းကြီးခံကထိုခန်းထဲတွင်ငြိမ်သက်စွာလျှဲလျောင်းနေခဲ့ရသည် အပြန်ကြတော့ဆရာဥခင်မောင်ညွန့်ကသူ့လင်းရိုဘာကားစင်းကလေးပြင်အဆောင်အထိလိုက်ပို့ပေးလေသည်တည်တင်ဆုံးအဖြစ်မှာတဆောင်လုံးပြောဆက်မှတ်ဖြစ်၍ကြံခဲ့သည်ထိုအကြောင်းကို အမေစီစာတဆောင်ဖြိုးစီတို့စာတဆောင်ရေးပို့လိုက်သေးသည်ဇော့ထံမှစာရရင်ရခြင်းရက်မဆိုင်ပဲစာပြန်လေးရှိသည့်ဖြိုးသည် တလလုံးလုံးထိုစာကိုမပြန်ဘဲရှိနေသည်ဖြိုးပါကြောင့်စာမရေးပါလိမ့်စာထဲမှာဖြိုးသီးမခံနိုင်သည့်အကြောင်းအရာ တခုခုများပါသွားလေသလားဟုစိတ်ပူလျက်ရှိသည်မတင်မတ်သည့်အချိန်ကြမှာ ဖြိုးစီကစာကိုရသည်ဖြိုးဤစာကို1989ခုဇူလိုင်လ၏မိုးတဲသောနေ့လည်ခင်းတစ်ခုတွင်ဖတ်ရသည်ဇော်နေကောင်းရဲ့လားငါနှစ်စီစာရေးဖို့ကြိုးစားတာတလားလောက်ရှိပြီဒါပေမဲ့ဘလို့မှရေးလို့မရဘူးငါစိတ်တွေအရန်လေလွင့်နေတယ် ဒီစိတ်ဝေဒနာမျိုးကို နင်မခံစားဘူးလို့နင်ကိုချင်းစာတက်မှလည်းမဟုတ်ဘူးလွန်ခဲ့တဲ့9နှစ်ကဖေဖေဆုံးသွားတော့ကငါငယ်လဲငယ်သေးတယ်တအားကြီးလဲပူဆွေးမနေခဲ့ရဘူးအခုတော့ငါဘဝမှာတူရဲကြံရစ်တဲ့မာမီကတအိမ်ကန်စာနဲ့ဆရာဝန်နေတိုင်းပြနေရပြီဇော်ရီဆရာကပြောတယ်မာမီယောဂါကအဆင့်၄00ရောက်နေပြီတဲ့ ဘာမှလုံမနေနဲ့တော့တဲ့။တက်ကင်ယုံမဲရမယ်။ခွဲလို့လည်းမရတော့ဘူးတဲ့။အလွန်ဆုံး6လပဲလို့ခန့်မှန်းနေ။မာမိကိုစိတ်ချမ်းသာအောင်ထားပါတဲ့။အဲ့ဒါငါဘာလုပ်ရမလဲဟင်။ဖျားဖျားဇောသူ့ကိုဘလို့နှစ်သိမ့်ဖြောင်းဖြနိုင်ပြီလေ။ထိုနေ့တနေ့လုံးတအိမ်ကင်စာနဲ့ပတ်သက်သည့်ယောဂါလက္ခဏာများခံစားရသည့်ဝေဒနာများကုထုံးများ စေဝါများအကြောင်းကို နောက်ဆုံးနှစ်အပိုင်းခါမှာအမတယောက်ထံမေးကြည့်နေမိသည်အလွန်အေးဆေးနှူးညံ့သောချိုးတို့မာမီကို မျက်စီထဲတွင်မြင်ရောင်လျက်တနာမိသည်ကတမျိုးအလွန်မျက်ရည်ခိုင်သောဖြိုးတယောက်သူစိတ်ညစ်ညူးလျင်တွားထိုင်နေကြခြံတောင်းကဧကရစ်ပင်ကြီးအောက်မှထိုင်လျက်ဝမ်ပန်တနေငိုယိုနေမိဟန်ကိုမြင်ရောင်ပြီးစိတ်ထိခိုက်မိသည်ကတမျိုး အမျိုးမျိုးသောထိခိုက်ကြေကွဲမှုတို့ဖြင့် ညတွင်ဖက်နေကြပြင်ပစာများကိုပင်မဖက်နိုင်ပဲရှိနေသည် ချိုးဤပူပင်တော့ကကိုဘလောက်ပဲမျှဝေခံစားလိုပါသည်ဟု ပြောပြောတကယ်တမ်းစိတ်တော့ကရောက်ရသူမှာချိုးသာဖြစ်ပေလိမ့်မည်အသက်18နှစ်အရွယ်တွင် အာကိုးစရာဖခင်ဆုံးရှုံးခဲ့ရပြီးသောဖြိုးသည် အသက်22နှစ်အရွယ်တွင်မိခင်ကိုထပ်မံဆုံးရှုံးရဦးမည်ဆိုပါကခံနိုင်ရမှရှိပါမလားအပြစ်မှန်အပြင်ခက်ပေပေး ငါကြောဟန်ရှိသောဖြူသည်စိတ်ဆိုးလွယ်ထိခိုက်လွယ်၍ဝမ်းနည်းလွယ်သောစိတ်နှလုံးနူးညံ့သူတဦးသာဖြစ်သည်ဖြူငါအများကြီးဝမ်းနည်းပါれဒါအလွန်တုံ့လုပ်ဖို့ကောင်းတဲ့ဆုံးရှုံးမှုကြီးတစ်ခုပဲဒါပေမဲ့တို့လူသားတွေဟာတေချင်းတရားကိုတို့ထင်ထားတာထက်ပိုပြီးခဏရင်ရှိကြပါれဟာတေတော့မှာပဲဘလောက်တုံးလိုက်တယ်နှစ်သိမ့်မှုမျိုးလဲမတော်တဆား ငါအဖေနဲ့ငါအမေတယောက်ယောက်နောက်6လကြာရင်သေတော့မယ်ဆိုရင်ငါဒီလိုဦးကြောင်းကြောင်းစာမျိုးရေးနိုင်ပါအောင်မလားတင်းတင်းစော်သည်ရေးလက်ဆစာရွက်ကိုဆွဲဖြုတ်လျက်လုံးချေပြပောက်လိုက်မိသည်နောက်တရွက်ထက်ရေးရ၏ဖြိုးမင်းတတိအများကြီးရှိဖို့လိုနေပြီဘဝတစ်လျှောက်လုံးနောင်တခင်ခင်နေထိုင်သွားဖို့တရားဓမ္မအပြင်ကိုကိုကိုအတင်းချင်းဆိုတာလဲမရှိမဖြစ်လိုအပ်ပါတယ် ငါရေနံချောင်းကိုဒီလကုံပြန်လာခဲ့အောင်မယ်အခုလုံးလုံးစဲမြင်းတယောက်တည်းတတိရှိရှိမြင်းဆိုင်ထားနေနိုင်လိမ့်မယ်လို့ငါမျှော်နေပါတယ်ဇူလိုင်လ28ရက်နေ့ညနေ4နာရီထွက်သောခစ်တရားမန်ကားဖြင့်တင်တင်သော ရေနံချောင်းသို့ပြန်လာခဲ့လေသည်အိမ်တို့နနက်9နာရီ10မိနစ်ကြာမှရောက်၏နနက်ပိုင်းတွင်ဖြိုးတို့အိမ်တို့ချက်ချင်းကူးသွားလိုက်သည်ထင်သည့်အတိုင်း အပြုံးရည်နဲ့ပ ਾਇ ၍စိတ်တော်ကရောက်နေဟန်မျက်နှာသားမျိုးဖြင့်ချိုးကိုတွေးလိုက်ရတော့သည်ချိုးချိုးကတင်းတင်းစော်ကိုအပြုံးမိကမတဖြင့်ခྱི་ဥကြူပြုပါသည်ငါမာမီအတွက်ကော်ဖီဖြော်နေတာမာမီကပေါင်မှုမိခင်ထောပတ်တုတ်စားချင်လို့တဲ့အတန်ကအပြားဆွ၍တိမ်ဝင်သွားသည်ဟုထင်မိသဖြင့်ချိုးကိုခက်တွေတွေငိမ့်ဆိုင်ကြည့်မိသည်ချိုးမျက်လုံးမှာမျက်ရည်စများမတွေ့ရပါဘူး သူ့ဘေးနားမှာပေါင်မုတ်ထောပဲ့တုံးနှစ်ချက်ဝကံများတဲ့ထည့်ပြီးသားတွေ့ရ၏တညလုံးကားပေါ်တွင်စဉ်စားထသည့်ပြေသိမ့်စကားများသည်ညှိုးနှံသောဖြိုးမျက်လုံးများအောက်တွင်ပျောက်ကွယ်ကုန်ကြသည်နင်းចောင်းကခွင့်ယူလာတာလားအေးစနေတနင်္ဂနွေနဲ့ပေါင်းပြီးခွင့်နှစ်ရက်ယူလာခဲ့တာအော်တိုဘာတိမဆောင်နိုင်တော့လို့လေအလကားတက်တက်အလုရှုပ်တာပေါ့ဇော်ရငါစီစာတစောင်းတော့ရေးလိုက်ရင်ကိုပဲ ငါအတင်းလို့ရမှာပါအောက်တိုဘာကျတွေ့နိုင်သေးတာပဲလေအေးလေအောက်တိုဘာအထိမမရှိနေသေးရင်ပေါ့ဖြိုးကစကားပြောရင်ငွေလက်ဆဆုံးကို ကော်ဖီပကံထဲသို့ပြစ်ချလျက်ပြင်းပေါက်ပက်သို့ခြာခနဲလှည့်ထွက်သွားသည်တင်းတင်းစော်မှာကော်ဖီပကံကိုငုံဆိုင်ကြည့်လျက်ငိုင်းတွေးစွာရက်ကြံနေခဲ့၏ပိုဘက်လှည့်ငေးနေသောဖြိုးနောက်ကျောကိုဦးကြောင်ကြောင်လှမ်းကြည့်ရင်ဘာဆက်လို့ရမှန်းမသိအောင်ဖြစ်နေသည် သူ့ပခုံးကိုကင်လဲနှစ်သိမ့်ပေးဖို့တင်းတင်းစောမဝိမရဲဖြစ်နေလေသည်သူ့အနီးသို့သွားရက်ပြီးသူ့လက်ကိုအားပေးသလိုစုံညစ်ပြစ်လိုက်ရမလားစဉ်းစားဆဲသူကစပွဲပတ်သို့ပြန်လှည့်လာခဲ့သည်သူ့မျက်ဝန်းများမျက်ရည်စွန်းထင်းနေခြင်းမရှိပါအနှင်းငယ်ရည်ဝေလျက်သာရှိသည်သူကဇော့ကိုပြုံးပြလိုက်သေး၏ထို့နောက်ကော်ပီပကံကိုမှလျက်လာအပေါ်ထက်သွားရအောင်ဟုခေါ်သည် ပြင်းနေသောကပေါမှုပကံကိုမှလည်းသူ့နောက်မှလိုက်လာခဲ့၏။ဇောမမီကိုသူ့ယောဂအကြောင်းအတိမပေးရသေးဘူး။ဟေကားတဝက်တွင်ဖြိုးကတတိပေးတလိုလိုခတ်တိုးတိုးပြောသည်။အေးပါငါနားလေပါတယ်။ဖြိုးတို့မမီသည်ကဒင်ပေါ်တွင်ခေါင်းအုံသုံးလုံးဆင့်လျက်နောက်ကျောမီကခြေစင်းထိုင်နေ၏။တနခါခတ်မုံမုံလိန်ထားသည်။ဟောဇောပါလားဘယ်တော့မှရောက်လဲတမီ။ အတန်ကလူမမတယောက်ဤချိနဲ့တော့လေတံမျိုးမဟုတ်သဖြင့်သူမပထမဆုံးအကျဉ်းစိတ်သက်သာရာရသွား၏ခုမနဲ့ပဲမမီချို့စိုးအတွက်ကော်ဖီဖြောချင်ဦးနေပါစီမမီအခုပဲအိမ်ကထမင်းကြော်စားလာခဲ့ပါတယ်မမီတို့စားဖို့ထုံမုံလာပို့တာပါအေးအေးမမီနဲ့တော့တဲ့မယ်မထင်ပါဘူးကွယ်စေးရမေးကြည့်ရအောင်မယ်မမီကနေမကောင်းဘူးလားဟင်ဘာဖြစ်လို့လဲ ချိုးတို့မမီကဇော့ကိုခပ်ပြုံးပြုံးအကြကြီးစိုက်ကြည့်နေသည်ပြင်းနေဇော့ရင်နဲ့ထိတ်ကနဲမလုံမလဲဖြစ်သွား၏ငါ့မျက်နှာပေါ်မှာဘလို့အရင်ရောင်မျိုးတွေ့သွားလို့ပါလေငါဟမဆောင်တက်သေးပါဘူးသွေးခဏခဏဆင်းနေတာပဲကွယ်တအိမ်အနာလို့ပြောတာပဲကင်ဆာရီဘာရီလာမပြောတတ်ပါဘူးသူမကြောတဲ့ကစိန်သွား၏ချိုးကိုလမ်းကြည့်လိုက်ခြင်းစိတ်ကိုအတင်းမျိုးသိမ့်ထိန်ချုပ်ထားရသည် ရန်ကုန်မှာမမမိုးလည်းရှိသားပဲရန်ကုန်သွားပြကြည့်ဖို့ကောင်းနေမှာမီမကွေးမှာတော့ပြပြီးပြီဘာရဲလဲခွဲရမတဲ့လားခွဲစရာမလိုဘူးလို့ပြောတာပဲအိုးဒါဆိုကင်းစာမဟုတ်လို့ပေါ့မမီရဲ့ကြည်စမ်းဘလောက်တုံးလိုက်တဲ့နှစ်သိမ့်စကားမျိုးလဲယောဂါကိုတိပီးနေတော့ဆရာဝန်တယောက်ဤမင်းနှဖုံးဆွဘဝမျိုးကိုသူမရင်ဆိုင်ဖို့ခက်ခဲစွာစ조사ရအောင်မီဖြစ်သည်မမီမျက်လုံးများတွင် သူ့ကိုယ်သူတည်နေသောအခြေတစ်ခုကိုမြင်ကြသည်။မမီကော်ဖီတွေအေးကုန်လိမ့်မယ်။ပူပူလေးတောက်ပါအောင်။ချိုးကကျင်နာစွာကော်ဖီပကံကိုလှမ်းပေး၏။ချိုးမျက်နှာမှာနောင်တတရားနှင့်ကျင်နာမှုကိုမမီအကဲဖမ်းမိသွားတာဖြစ်နိုင်သည်။ချိုးဟာမမီကိုတလောက်ကျင်နာပြဖို့မကောင်းဘူး။သူမနှင့်ချိုးတယောက်မျက်နှာတယောက်တိတ်ဆိတ်စွာကြည့်နေမိကြသည်။မိုးအတွက်ကသူ့အိမ်နောင်နဲ့သူ စိတ်ပူစရာမရှိပါဘူးကွယ်။ဟောဒီตาအဖြိုးအတွက်သာမာမီစိတ်ပူတာ။ပညာကလည်းအခုဒီဆယ်တန်းမအောင်။အိုးမာမီကလည်းမာမီမသေးနိုင်သေးပါဘူး။ချိုးအတန်ကခတ်တိန်တိန်ခက်အက်အက်။ချိုးကယောက်ျားလေးပဲမာမီ။သူ့ဘဝသူဆူဆူရွားရွားမဖြစ်အောင်တော့ကာကွယ်နိုင်တာပေါ့။သူ့အတွက်တော့စိတ်မပူပါနဲ့။ဇော်တို့လည်းရှိသားပဲ။မာမီသား ရောဂါမြန်မြန်ပြတ်ဖို့လိုတာပါ။ထိုနေ့ညကမမီအရန်ကြိုက်ခဲနာကျင်နေသောကြောင့်အနက်ကျစင်စေးတပြားဖြိုးကတိုက်လိုက်တာမြင်ရသည်။သူ့မမီအားဒူးစနစ်ပေါင်များကိုနှိပ်ပေးနေသော ဖြိုးအနီးတွင်တင်းတင်းစော်ကအထိုင်လျက်ကျောင်းစာသင်ခန်းကအကြောင်းများဈေးယုံကအကြောင်းများကိုပြောပြ၍ဖြိုးဤစိတ်ကိုစူးစမ်းလွှဲပြောင်းပေးခဲ့ရသည်။မမီအိပ်ပျော်သွားတော့မှဇော်ရုအောင်ပြန်ဆင်းလာခဲ့ကြသည်။ အက်ခမ်းမှထိုင်လျက်ည10နာရီထိုးသည့်အထိယောဂအကြောင်းပြောဖြစ်ခဲ့ကြ၏နောက်ဆုံးကြရင်အဲ့ဒါကဘလို့ဖြစ်မှလဲမိစောသူကကန်ဆာဆိုသော စကလုံးကို အတက်နိုင်ဆုံးဖျောက်ဖျက်၍စကားပြောပါသည်နောက်ဆုံးဟုတ်လားဒီယောဂတွေရဲ့နောက်ဆုံးအခြေအနေဟာ တမျိုးတည်းလိုလိုပါပဲတခြားနေရာတွေကို ပြန့်ကုန်မယ်ဥပမာအသေးအဆုတ်အယိုးစသဖြင့်ပေါ့ အသေးကိုပြန့်သွားရင်အသေးကကြီးလာမယ်မာလာမယ်အစားတော့စားကျင်စိတ်ကုန်ခန်းသွားမယ်အစုတ်ကိုပြန့်သွားရင်မောမယ်ရင်ကျက်မယ်ချောင်းဆိုးမယ်ကံမကောင်းရင်တက်လိထဲမှာသွေးစသွေးနာပနိုင်တယ်အယိုးကိုရောက်သွားရင်အယိုးမှာအကျိတ်တွေပါတွေဖြစ်လာနိုင်တယ်အယိုးကကြိုက်မယ်ဥကိုပြန့်သွားပြီဆိုရင်ဝမ်းသွားမယ်အမဲရောင်အညိုရောင်သွေးရောင်အမျိုးမျိုးဖြစ်နိုင်တယ် ီကြားထဲမှာသွေးတလဟောဆင်းတက်တယ်။သွေးခဏခဏသွင်းရမယ်။ပတ်တူးကအမကြီးကဒီအတိုင်းပြောလိုက်တယ်။ချိုးကမျက်နာမကောင်းလာပဲဇပွဲကိုတတောက်တောက်ခောက်လျက်ငြိမ်သက်နေသည်။ရန်ကုန်ကိုခေါ်သွားဖို့ကောင်းတယ်ဖြူ။ပုံမှာမမမိုးနဲ့နေရတာပိုပြီးအဆင်ပြေမယ်။အထူးသဖြင့်ဒီယောဂတဲ့မျိုးကိုသားကပြုစုတာထက်သမီးကပြုစုတာပိုအဆင်ပြေမယ်။ အတန်ကိုတည်ငြိမ်အောင်ကြိုးစား၍တိုက်တွန်းမိ၏မမကနောက်လာလာခေါ်မဲတဲ့လုံးလုံးစဲမှာဒီမမြမစည်းစရာနဲ့လဲကုနေသေးတယ်ဟဘာနဲ့ပဲပျောက်ပျောက်ဆိုတဲ့သဘောပေါ့ဟာအေးလေမြမစည်းတွေဟိုတဲသွားပေါ့ဟိုမှာလဲမြမစည်းစရာတွေရှိတာပဲဟိုကအိုတောင်းစုံအောင်မယ်နင်အနေကျစင်မြမဆောင်ထားရမှာပဲတနေ့နှစ်ကြိမ်သုံးကြိမ်စားမှတက်တာမယ် ။သွေးသိပ်စင်းရင်သွေးထင်းစည်းတွေပါရီစားဖို့ထိုးဖို့လိုမယ်တဲ့။ဘာဆိုတော့မဲငါမိသွားပြီ။ဒါနဲ့မရရင်ဆေးရုံတက်ပြီးသွေးသွင်းရမှာ။မာမီကဆေးရုံမတက်ဘူးတဲ့။အိမ်မှာပဲသေမယ်တဲ့။ဖရားကြီးဂျိုးကမျက်နာကိုလက်ဝါးနဲ့အုပ်ပြီးစပွဲပေါ်မျက်နာမှောက်ချလျက်အတန်ကြာအောင်ငြိမ်သက်နေသည်။တင်းတင်းစောထိုင်ရမှထသွားပြီ။ချိုးထိုင်နေသောနှစ်ယောက်ထိုင်ကလက်ထိုင်ပေါ် အစွန်ပတ်ကြကြဝင်ထိုင်လိုက်၏သူပခုံးစွန်းကိုခပ်ဖွားဖွားကင်လက်ကျိုးဟုတခွန်းသာခေါ်ပြီးမဆက်ပြောရမီမတိတော့သဖြင့်ပြင်သက်တစ်ချက်ရှိုက်လိုက်မိပြီးသူတီရှက်အင်းကြီးလည်းပင်အထက်မှပေါ်နေသောဂုတ်ပေါ်ကစပင်းလင်းလင်းကလေးများကိုလက်ပြင်းဖွားလက်ပြန်တက်ပေးလိုက်မိသည်သူကဘလုံးပထွေးလေးတန်းခတ်တိုးတိုးဖြင့်ငါမာမီဝေဒနာခံရတာကိုမမြင်ချင်ဘူးငါရင်မဆိုင်ရဲဘူးဟုညှဉ်းညူလေသည် တင်းတင်းစော့ရင်မှနာကျင်သွား၏ဒါကတော့ဖြိုးရဲ့ဘသူမှကိုမိဘရဲ့ဝေဒနာကိုရင်မဆိုင်ရကြပါဘူးဒါပေမဲ့နင်ရင်မဆိုင်ဝတ်လို့တတိမရှိလို့မျက်နာလွဲထွက်ပြေးနေုံနဲ့ဒီဝေဒနာက तू လွန်မြောက်နိုင်မှာမဟုတ်ဘူးငါပြောတာနားထောင်စမ်းဆေးရုံမှာနောက်ဆုံးအချိန်ကိုစောင့်နေတဲ့ဝေဒနာတွေအများကြီးရှိတယ်။တန်ကြမဟာမြစ်တယောက်တည်းကိုကွက်ပြီး ဒီအဖြစ်ဆိုးကြီးကြောက်ရောက်စေခဲ့တာမဟုတ်ဘူး။တစ်ချိန်တည်းမှာဒီဝေဒနာမျိုးကို အမေတွေအများကြီးခံစားနေရတယ်။သားတွေသမီးတွေအများကြီးကအမေတွေကိုသေမင်းလက်ကကယ်တင်ဖို့မဖြစ်နိုင်မှန်းသိလျက်နဲ့စူးစမ်းနေကြတယ်။သူတို့အတွက်ကအမေတွေရဲ့ဝေဒနာပျောက်ကင်းသွားဖို့ဟာ အကြီးမားဆုံးလူအင်ဆန္ဒဖြစ်တယ်။ဒါပေမဲ့ဒီဆန္ဒကိုဘယ်သူမှမပြည့်နိုင်ဘူး။ နည်းနည်းချင်းရက်ကိုနောက်ဆုတ်ထားဖို့ပဲတက်နိုင်မယ်။ကမ္ဘာလောကမှာဒီလိုအင်ဆန်နမချုပ်ငိမ့်မချင်းဘသူမှစိတ်ညင်ရအောင်ရှာမတွေ့ဘူး။အခုအချိန်မှာမမိအတွက်အလိုအပ်ဆုံးကတရားဓမ္မပဲ။နင့်အတွက်အလိုအပ်ဆုံးကဒီတရားကိုမမိဥပေတန်ကင်းကင်းနှောင်ဖွဲ့မှုကင်းကင်းကြင့်ကြံနိုင်အောင်ဘေးကကူညီပေးဖို့ပဲ။ချိုးကညနာကိုစပွဲမှခွာ၍တင်းတင်းစော့ပတ်သို့လှည့်ကြည့်လေသည်။ မျက်ရည်စများစွန့်ထိနေသောညှိုးနှွမ်းသည့်မျက်နာကို သူမအတိုင်းစမရှိကျင်နာမျက်နှိုးစိတ်ဖြင့်ငေးမောကြည့်နေလိုက်တော့သည်ကျေးဇူးတင်ပါတယ်ဟာရှေ့ဆက်ပြီးငါတတ္တိကောင်းဖို့လိုလာပြီဆိုတာငါသိပါတယ်အခုငါဘာတွေဆက်လို့ရမလဲပြောပါဦးယောက်ျားကလေးတယောက်ဤအားကိုးရမယ့်စိတ်ထိခိုက်နေပုံကို သူမမကြည့်ရပါ အထူးသဖြင့်ထိုယောက်ျားလေးသည်ဘိုးငယ်ရွယ်စဉ်ကလေးဘဝတည်းက သူမတိတ်တခုတွေ့တာခဲရသူဖြစ်နေ၍အိုပြီးမကြည့်ရပါသို့သောဤအချိန်သည်သူ့အတွက်အရေးကြီးဆုံးသောအချိန်မဟုတ်ဘူးလားသူမဘက်ကအတက်နိုင်ဆုံးတည်ငြိမ်စွာဖြည့်သိမ့်ရပေမည်ဘာတွေလုပ်ရမဲဆိုတာနေမာမိကိုဘလောက်အထိစိတ်သက်သာရရစေလိုရဲဆိုတဲ့အချက်ပေါ်မှာမူတည်တာပဲငါလာငါအတက်နိုင်ဆုံးသူ့အတန်ကအကွဲရာမှတိမ်ဝင်သွား၏ ဟုတ်ပြီပထမဦးဆုံးနေ့အချိန်တွေအားလုံးဒီပါကိုမမီးအတွက်ပေးရမယ်တီးခံစိတ်ရှည်ရမယ်ဝေဒနာဆိုးဆိုးရွားရွားခံရလေလူတွေဟာစိတ်တူတက်လီလီပဲဒါကိုနဲ့အမြဲတတိရနေရမယ်အကိုက်ခဲတတအောင်စီကျွေးဖို့နှိမ့်နှင်းပေးဖို့နင်ဘရောမှမညူစုနဲ့ဝေဒနာပိုဆိုးစေမဲ့အစားအစာတွေမကျွေးမိအောင်ဆရာဝန်တွေဆေးဆရာတွေကိုမေးပြီးမှကျွေးရမယ် တဲ့တဲ့အစားအစာတွေစီးရင်နဲ့မှတ်ပြီးကျွေးရမယ်။သူမနဲ့တိုင်းဖျားအယုံပြုစွန်ပန်းရေချမ်းကတ်နိုင်အောင်နင်းအစင်တင့်လှုပ်ပေးရမယ်။မျက်စိညောင်းလို့၊ကြိုက်လို့စာမဖတ်နိုင်တဲ့အချိန်မှာမာမိကိုစားနင်းကတရားစာအုပ်တွေဖတ်ပြပေးရမယ်။ဘယ်နဲ့လဲ။ဒါတွေကနင်းလုံနေကြမဟုတ်လို့သိမြန်ခက်ခဲနေမလား။သူကအနေငယ်စိတ်တည်ငြိမ်လာဟန်ဖြင့်ပြုံးလျက်ခေါင်းရမ်းလေသည် အော်တိုဘာကျောင်းပိတ်ရက်တွင် တင်းတင်းစောရေနံချောင်းသို့ပြန်လာသောအခါဖြိုးတို့မှမီရန်ကုန်မှဆုံသွားသည်ထိုအချိန်မှစ၍ဖြိုးသည်ရန်ကုန်ကဇော့အကိုကြီးနှင့်အိမ်နောင်ကျသောမမမိုးဤအိမ်မှအမြဲတမ်းလိုလိုနေပြီးရေနံချောင်းသို့တစ်ခါတရံမှပြန်လာတော့သည်ထို့ကြောင့်ကျောင်းပိတ်ရက်အမိအိမ်သို့တင်းတင်းစောပြန်နိုင် သူ့ကိုမတွေ့ရပဲတစ်ခါတရံမှ သူရေနံချောင်းပြန်လာခိုင်းနှင့်ကြုံမှတွေ့ရတော့သည် ကျမဖတ်ပြတာကိုအစအဆုံးနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အပိုင်း၈ကိုဒီမှာပဲရပ်နားပြရစီရှင်။နောက်လာမယ်အပိုင်း၉ကိုလည်းဆက်လက်စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။နောက်ထပ်နောက်ထပ်တွင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အစာပေတွေပညာပေးသူတယတ္တဆောင်းပါးတွေကို တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ခံစားပေးကြပါအောင်ရှင်။ ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်